နိုင်ငံတကာသတင်းတဖော့အနေနဲ့ကတော့အစ္စရေးကအီရန်ရဲ့နျူကလ িয়ার နဲ့တာဝေပြစ်တုံစီမံကိန်းတွေရှိတဲ့မြို့တော်တီဟီရန်ကနေရာတွေကိုဒီကနေ့မနက်ပိုင်းမှာတိုက်ခိုက်ခဲ့လို့အီရန်တော်လှန်ရေးအစောင့်တပ်အကြီးအကဲဟိုစိန်ဆာလာမီတည်ဆောင်သွားခဲ့ပါတယ်။အစ္စရေးတိုက်ခိုက်မှုအတွင်းအီရန်တော်လှန်ရေးအစောင့်တပ်အကြီးအကဲဟိုစိန်ဆာလာမီတည်ဆောင်သွားခဲ့တယ်လို့အီရန်မီဒီယာတွေကိုကိုကာဘီသတင်းဌာနတွေကဖော်ပြကြပါတယ်။ အီရန်ကထုတ်လွှင့်တဲ့သတင်းတွေအထဲမှာတော့ဟိုစိန်ဆာလာမင်အပါအဝင်ကလင်းငယ်တွေလည်းတည်ဆုံရမှာပါဝင်နေလို့ဖော်ပြကြပါတယ်။ X-ray ကတော့အီရန်နိုင်ငံကိုလက်တော့ပြန်တိုက်ခိုက်လာနိုင်တဲ့အတွက်ကြောင့်သူ့နိုင်ငံကိုအရေးပေါ်အခြေအနေကြီးညာထားပါတယ်။အီရန်နိုင်ငံရဲ့နျူကလ িয়ার အစီအစဉ်ကိုပြက်ပြားစေဖို့ရည်ရွယ်တဲ့ X-ray ကအီရန်ကိုကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုကိုလုပ်ခဲ့တာလို့ X-ray တာဝန်ရှိသူတွေကပြောကြားခဲ့ကြပါတယ်။ အခုတိုက်ခိုက်မှုဟာနှစ်နိုင်ငံကြားကာလရှည်ကြားတည်ရှိနေတဲ့ပဋိပက္ခတွေကိုပုံမကြီးထွားစေပြီးအရှိအလေပိုင်းကအင်အားအရှိဆုံးစစ်တပ်တွေပါဝင်တဲ့စစ်ပွဲတစ်ခုဖြစ်လာမှာကိုစိုးရိမ်မှုတွေရှိနေကြပါရဲ့ရှင်။